ကောတိုင်းအုတ်တွင်းမြို့နယ်အထက်ကပေါင်းစည်အထိုင်ချစစ်တပ်ဂိတ်ကိုတော်တိုင်းတပ်တွေကဝင်ရောက်တိုက်ခတ်ရမှာစစ်သား15ဦးသေရှင်းဦးဒဏ်ရာရပြီးတနက်လေးလက်သိမ်းဆီးရမိကြောင်း ADG Brothers အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ဇွန်3ရက်မနေ့9နိုင်ခွဲမှာစတင်တိုက်ခတ်ရမှာတိုက်ပွဲ2နိုင်ခန့်ကြာပြီးနယ်မြေရှင်းလင်းတဲ့အခါစစ်သား3ဦးသေ4ဦးဒဏ်ရာရပြီး G3 တနက်3လက် MA11 တလက်နဲ့ခဲယမ်းတွေသိမ်းဆီးရမိတယ်လို့ဆိုပါတယ်။ နယ်မြေရှင်းလင်းနေစဉ်မှာအင်အား60ခန့်ပါတဲ့စစ်ကြောင်းတစ်ခုစစ်ကူရောက်လာတဲ့အတွက်တော်လိုင်းတပ်တွေကမိုင်းဆွဲတိုက်ခတ်ရာမှာစစ်သား10ဦးသေ4ဦးဒဏ်ရာရပြီးတော်လိုင်းဘက်ကလည်းရဲဘော်2ဦးအနှဲငယ်ဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်စကန်နိုင်ရွှေဘူခရိုင်ရွှေဘူမန္တလေးလမ်းပိုင်းပေါ်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတီအင်အားတရာခန့်ပါစစ်ကြောင်းကို တော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာစစ်သား3ဦးသေပြီးခရင်တချို့သိမ်းဆီးရမိကြောင်းရွှေဘုံမြို့နယ်ပကဖကသတင်းထုတ်ပြန်ပါတယ်ဇွန်၄ရက်ညနေ၄နာရီခန့်မှာ တိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲတနင်္ဂနွေကြာတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရွာသား2ဦးသေဆုံး2ဦးဒဏ်ရာရပြီးရဲဘော်2ဦးလည်းအနှဲငယ်ဒဏ်ရာရတယ်လို့ဖော်ပြပါတယ်ဒီဆက်စင်ကို ရွှေဘုံမြို့နယ်ပကဖတ်တိုက်ခိုက်ရေးအဖွဲ့တပင်းမြို့နယ်ပကဖတ်ရွှေဘုံခရိုင်တပ်ရင်း26နဲ့23ပူးပေါင်းဆောင်ရွက်တာလို့ဖော်ပြထားပါတယ်အပြစ်ခတ်ရစေးချောင်းကြီးညာထားတဲ့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတဲ့အတွက်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကျက်ရိုးပင်ကြီးရွာကဖုန်ကြီးကျောင်းကိုထိမှန်ပြီးကျောင်းတိုင်ဆရာတော်ပြန်လွန်တကာတကာမှ၄ဦးပြင်းထန်စွာဒဏ်ရာရတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဇွန်9ရက်ညနေ9:00ဝန်းကျင်မှာတတဦးလီစိတ်ကနေတက်လာတဲ့ Jet Fighter ကကျဲသွားတာလို့ဆိုပါတယ်။တချိန်တည်းမှာပဲမကွေးတိုင်းစောမြို့နယ်ညောင်ကန်ကျေးရွာကိုလေမိထီလာရှန်တဲလီတက်ကတက်လာတဲ့ Mid 29 Jet Fighter ကဇွန်9ရက်မွန်းလွဲ2နိုင်ခန့်မှာဘုံကျဲသွားတဲ့အတွက်ရွာသား3ဦးသေပြီး6ဦးဒဏ်ရာရတယ်လို့ ရောအလင်းတန်းကဖော်ပြထားပါ रे အရှိုချင်းကာကွယ်ရေးတပ်လှုပ်ရှားတဲ့ရခိုင်မကွေးအဆက်စစ်ဒေသတစ်မှာစစ်ကောင်စီနဲ့တော်လိုင်းတပ်တွေဇွန်2ရက်မှာ15မိနစ်ခန့်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီးစစ်သားတဦးသေးတချို့ဒဏ်ရာရပြီး MA1 တပ်နဲ့ခဲယမ်းတွေသိမ်းဆည်းရမိကြောင်း အရှိုချင်း Defense Force ACDF ကသတင်းထုတ်ပြန်ပါတယ် တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ကအရက်ခတ်တက်တော် AA သိမ့်ပိတ်ထားတဲ့နေရာတွေကိုစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူသုံးပြီးအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေတယ်လို့နေရင်စရာကဖော်ပြပါတယ်။ရန်ကုန်ကနေလေကြောင်းနဲ့ပို့လိုက်တဲ့စစ်သားတွေစစ်သင်ဘောနဲ့ပို့လိုက်တဲ့စစ်သားတွေကြောက်ဖြူရှိနေကန်တက်တွေအားလုံးစုပေါင်းပြီးအမှတ်942ချင်းမြန်တက်ရင်မှာစုရက်လုပ်ပြီးနောက် စစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တာတာလို့ဆိုပါလေစစ်ကောင်စီတပ်ရဲ့အဓိကဥတီချက်ဟာရဲတပ်ရင်း32နဲ့တညဝရီရေတပ်ဘက်မှာအေအေကထိမ့်ချုပ်ဖြတ်တောက်ထားတဲ့နေရာတွေဖြစ်နိုင်တယ်လို့ဖော်ပြထားပါတယ်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထမ်းမြမနေဆက်ကုံသွေးရီလမ်းပေါ်ရှိတိန်ခွန်းရွာဘက်ကိုစစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက် ဇွန်၄ရက်ကစပြီးစစ်တပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ The Way Watch ကဖော်ပြပါတယ်စစ်ကောင်စီတပ်ပကအင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာပြီးနှစ်နာရီကြာတိုက်ပွဲဖြစ်တယ်လို့သိရပေမဲ့နှစ်ဖက်ထိခိုက်မှုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်စိန်ခွန်းရွာအရှိချမ်းမောတောင်ကုံသွေးဂိတ်ရှိတဲ့ဘက်ကိုတော်လိုင်းတပ်တွေကထိန်းချုပ်ထားပြီးစိန်ခွန်းရွာအနောက်ဘက်ချမ်း ချောင်းတဘောက်ရွာဘက်ကိုတော့စစ်တပ်ကထိန်းချုပ်ထားတယ်လို့ဆိုပါတယ်ဗိတ်ဒေသရဲ့အဓိကနေဆက်ကုံသွေးလမ်းကြောင်းဖြစ်တဲ့တနင်္သာရီထုံခါမောတောင်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်မနစ်ဒီဇင်ဘာကလေးကစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာကြောင့်တိန်ခွန်းရွာဝန်းကျင်မှာမကြာခဏတိုက်ပွဲဖြစ်နေတာလို့ဖော်ပြထားပါတယ်ခင်ဗျာ။